ရိုဟင်ဂျာဆိုတာကဘင်္ဂါလီတွေဖြစ်တယ်ဘင်္ဂါလီတွေကဒီနော်ပမာပြည်တဲ့ကိုအလာအင်္ဂလိပ်တထက်ကဝင်ရောက်ခဲ့တယ်ဆိုပြီးတော့တင်ပြသွားတယ်ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်နည်းနည်းလေးတဲတဲကွက်ကွက်ဖြစ်အောင်ကျွန်တော်ရှင်းပြမယ်အမှန်တကယ်ကကျွန်တော်တို့ဘင်္ဂါလီတွေဆိုတာက အင်္ဂလိပ်လက်ထက်ကနေဝင်ရောက်ခဲ့တယ်ဆိုတာပြောမယ်ဆိုရင်ဒါကျွန်တော်တို့မှားတယ်ဗျမှန်တယ်အင်္ဂလိပ်လက်ထက်ကဝင်ရောက်ခဲ့တဲ့အထက်ထဲမှာဘင်္ဂါလီတစ်မျိုးတည်းမဟုတ်เนาะအိန္ဒိယအိန္ဒိယနိုင်ငံမှာရှိတဲ့เนาะဒီအိန္ဒိယနိုင်ငံသားတွေတတော်များများမမပြည်တဲ့ကိုဝင်ရောက်ခဲ့တယ်ဆိုကြပါစို့ကျွန်တော်ဥပမာတစ်ခုပြောမယ် เนาะအများစုအစ္စလမ်ဘာသာကိုကိုးကွယ်တဲ့အထက်တည်းမှာเนาะဟလာကျူလီယာတို့ဆူဒီတို့ဘင်္ဂါလီတို့မီမန်တို့နက်စတာပူရီတို့စသည့်အဖြစ်မြန်မာနိုင်ငံရဲ့နန္ဒမိတ်အဲမှာဟိုးကနဦးကလေးကနေပြီးတော့ဝင်ရောက်ခဲ့တဲ့ပုံကူတွေရှိတယ်စာဒီအိန္ဒိယຫນွေဘွားတွေပေါ့เนาะ ဒါကျွန်တော်တို့အစ္စလမ်ဘာသာဝင်မဟုတ်တဲ့တဲ့ထဲမှာလည်းဟာလာခင်ဗျားတို့ပြောနေတဲ့ဟာလာချစ်တီးလူမျိုးလို့ဟာလာဘာလို့အဲ့လားအများကြီးရှိသေးတယ်ဆိုတော့ပြောချင်တဲ့သဘောကပါလဲဆိုရင်အိန္ဒိယနိုင်ငံထဲမှာရှိနေတဲ့ဟာလာဒီအိန္ဒိယຫນွေပွားတွေဟာမြန်မာနိုင်ငံတဲကို အင်္ဂလိပ်မလာခင် အရင်ကတည်းကနေပြီးတော့ရောက်ရှိပြီးသားဖြစ်တယ်။နောက်ခင်ဗျားတို့ပြောသလိုမျိုးပဲအင်္ဂလိပ်ရထက်ကနေပြီးတော့ အိန္ဒိယနိုင်ငံကနေပြီးတော့ဝင်ရောက်ခဲ့တဲ့ဟာလာအိန္ဒိယຫນွေပွားတွေလည်းရှိပါတယ်အဲ့ဒီထဲမှာเนาะကျွန်တော်စောစောပြောခဲ့တယ်ဟာလာဆူတီတို့ဟိန္ဒူစတာနီတို့ဘင်္ဂါလီတို့ကျွတ်လျာတို့မေမန်တို့နက်စာပူရီတို့စသည်အဖြစ်ရှိခဲ့ပါတယ်เนาะအဲ့ဒီလိုရှိတဲ့အထဲကနေပြီးတော့အခုခင်ဗျားတို့ပြောနေတဲ့ဘင်္ဂါလီဘင်္ဂါလီဘင်္ဂါလီဆိုပြီးတော့ပဲခင်ဗျားတို့ပြောနေတာဟာ အတိတ်ပဲမရှိဘူးခင်ဗျာနော်ဘင်္ဂါလီဆိုတာမရှိဘူးဘင်္ဂါလီတမျိုးတည်းကပဲဝင်ရောက်ခဲ့တာမဟုတ်ဘူးကဲအခုကျွန်တော်ပြောမယ်နော်အိန္ဒိယလွယ်ပွားတွေနော်မြန်မာနိုင်ငံတွေကိုရှေးကနဦးကလေးကနေဝင်ရောက်ခဲ့တာရှိသလိုအင်္ဂလိပ်လက်ထက်ကမှဟာလာဝင်ရောက်လာတဲ့သူတွေလည်းရှိပါတယ်နော်ကျွန်တော်ပြောတဲ့စကားကိုခင်ဗျားတို့သိချစဉ်းစားပါကျွန်တော်မျက်မျက်တတကျွန်တော်စကားကိုပြောနေတာဖြစ်တယ်ဆိုတော့ မရှိဘူးလို့ကျွန်တော်တို့ညင်းနေတာမဟုတ်ဘူးရှိတယ်ဝယ်လာတဲ့အထက်ထဲမှာဘင်္ဂါလီတမျိုးတည်းမဟုတ်ဘူးเนาะအိန္ဒိယနယ်ပွားတွေအများကြီးရှိတယ်အဲ့ဒီကမှဆော့ဆော့အားကျွန်တော်ပြောခဲ့တဲ့အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်သူတွေကလည်းအများပြားရှိခဲ့တယ်ကဲအဲ့ဒါဆိုလို့ရှင် ကောင်းပြီအခုအိန္ဒိယနယ်ပွားတွေဝင်လာပြီအခုအိန္ဒိယနယ်ပွားတွေဝင်လာတဲ့ကိစ္စကိုမြန်မာနိုင်ငံကဘယ်လိုရှုမြင်သုံးသပ်တယ်လဲဒါကိုကျွန်တော်တို့ကကြည့်ရမယ် ျွန်တော်တို့မျက်စိနဲ့ကြည့်တဲ့အခါမှာကျွန်တော်တို့ကအများအားကြည့်နေတဲ့မျက်စိကပါလဲဆိုတော့ကျွန်တော်တို့ဥပဒေကစံချိန်စံညောနေနဲ့ပဲဒီအိန္ဒိယနယ်ပွားတွေကိုကျွန်တော်တို့တိုင်းတာတယ်အများအားလို့လို့ဟာလားဝင်းကျင်သလိုဝင်းထွက်ချင်းသလိုထွက်ပုံစံမျိုးနဲ့တော့ကျွန်တော်တို့လောကလက်မခံဘူးမြန်မာနိုင်ငံသားဆိုပြီးတော့ကျွန်တော်တို့ကလက်မခံဘူးကျွန်တော်တို့လက်ခံထားတာကဥပဒေကစံအဲ့ဒီဥပဒေကစံပေရန်နဲ့ပဲကျွန်တော်တို့ကအများအားတိုင်းတယ် ကောင်းပြီဒါဆိုရင်ဥပဒေကစံပေတံနဲ့တိုင်းတဲ့နေရာမှာကျွန်တော်တို့ဘယ်ပေတံနဲ့ကျွန်တော်တို့တိုင်းလဲနံပါတ်1ကျွန်တော်စဉ်းစားကြည့်ကျွန်တော်တို့ပေတံနဲ့တိုင်းကြတယ်ဒါပေမဲ့ဘယ်ပေတံနဲ့တိုင်းလဲမြန်မာနိုင်ငံမှာရှိနေတဲ့ဥပဒေကစံပေတံနဲ့တိုင်းတယ်ဆိုရင်ကျွန်တော်တို့က1948ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ပဲကျွန်တော်တို့ကတိုင်းတယ်နော်ဘာဖြစ်လို့လဲအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ6ပဲကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာအလွန်အင်မတန်မှမြင့်မားတဲ့အဆင့်အတန်းကိုကမ္ဘာအလယ်ပေါ်မှာရရှိခဲ့တယ်။အရှေ့တောင်အာရှမှာလည်းတိတ်ခါတော်တော်ကြီးမားတဲ့ဟာလာမြန်မာဟေ့ဆိုပြီးတော့ကျွန်တော်တို့ကြွေးကြော်လို့ရတဲ့အဆင့်အတန်းကိုရရှိခဲ့တယ်။ဒါဟာတကယ်စံချိန်စံကြောနဲ့ဒီမိုကရေစီနဲ့တိုက်ညီတဲ့ဥပဒေကိုပဲကျွန်တော်တို့ကယူရမှာဖြစ်တယ်။ဆိုတော့1948ပဋိပုံအခြေခံဥပဒေအရဆိုရင်ကျွန်တော်တို့အချက်နှစ်ချက်ကို ကျွန်တော်တို့တတ်မှတ်လို့ရတယ်နံပါတ်1အချက်ကထောင်ဟလာ1824ခုနှစ်เนาะနံပါတ်2အတချက်က1948ခုနှစ်ဒီနှစ်ခုနဲ့ကျွန်တော်တို့နိုင်ငံသားတွေတိုင်းရင်းသားတွေတော့တိုင်းပါကဲကျွန်တော်ပထမတစ်ချက်က1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်တော်တို့ကြည့်မယ်ဆိုရင်1948ခုနှစ်မတိုင်ခင်အလျင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နယ်နိမိတ်အထက်ထဲမှာရှိနေနေပြီးသားเนาะလူမျိုးနွယ်စုအားလုံးဒီနိုင်ငံသားဖြစ်တယ်เนาะဟုတ်ပြီเนาะဟုတ်ပြီတစ်ချက်ရပြီโอเคနံပါတ်2တစ်ချက်เนาะအဲ့ဒါကပါလဲ1948ခုနှစ်မှာပဲဖွဲ့စည်းပုံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရဘာပြောထားလဲဆိုရင်เนาะ1824ခုနှစ်မတိုင်ခင်အလျင်က ရှိခဲ့သောမျိုးနွယ်စုအလုံးသည်တိုင်းရင်းသားလူမျိုးရှင်ဝင်များဖြစ်တယ်။ကောင်းပြီ။ဒါဆိုရင်ဒီအချက်နှစ်ချက်နဲ့ပဲကျွန်တော်တို့စကားပြောကြတယ်။ဒီအချက်နှစ်ချက်နဲ့ပဲကျွန်တော်တို့စကားပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ဟလာတချို့တချို့သောအိန္ဒိယနယ်ပွားများဟာ1948ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရနိုင်ငံသားဖြစ်ပြီးသူများဖြစ်တယ်။အမှတ်တရချက် နံပါတ်2တစ်ချက်ကနော်တချို့တချို့တော့ဟာလာအိန္ဒိယနယ်ပွားတွေက1824ခုနှစ်မတိုင်ခင်ကတည်းကနော်ဘိုးဘွားဘီပင်ကတည်းကမြန်မာနိုင်ငံကို ရောက်ရှိနေပြီးသားလူတွေဖြစ်တယ်နော်ဒါဥပရိယကျွန်တော်တို့ဟိုဘရင်ခက်တွေလည်းမသွားတော့ဘူးအဲ့ဒီကဘာဖြစ်ခဲ့လဲဆိုတာလည်းကျွန်တော်တို့မယူတော့ဘူးကျွန်တော်တို့မှာဒီဆမ်ပေရန်နှစ်ခုရှိတယ်အဲ့ဒီဆမ်ပေရန်နှစ်ခုနဲ့ကျွန်တော်တို့တိုက်မယ်ဆိုရင်နော်ကျွန်တော်တို့ဒီ နော်တချို့တချို့တော့သူတွေအားလုံးက1980အဲ1824ခုနှစ်မတိုင်ခင်ကတည်းကရှိခဲ့တော့အိန္ဒိယနယ်ပွားတွေဒီပင်လင်မြန်မာနိုင်ငံ ဥပဒေရဲ့တိုင်းရင်းသားဆင်းဝင်သွားပြီဟုတ်ပြီနော်ကောင်းပြီနောက်တစ်ချက်က1948ခုနှစ်မတိုင်ခင်ကတည်းကခင်ဗျားတို့ပြောတဲ့အင်္ဂလိပ်ခေတ်ကဒလဟောပဲဝင်လာဝင်လာเนาะဒီဥပဒေအာဏာတည်သောနေ့မတိုင်ခင်အလျင်ရှိခဲ့သောသူအလုံးစီ နော်နိုင်ငံသားဖြစ်တယ်ဒါဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ Bengali, Sindhi, Chuniya, Meman နော်ဟာလာပဋ္ဌာန်အစရှိသောနော်ဒီအိန္ဒိယနယ်ပွားတွေအားလုံးဒီပင်လင်မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဟာလာသိရှိပြီးဖြစ်တယ်ဒါကြောင့်မို့လို့ရခိုင်ပြည်နယ်မှာရှိနေပြီးသားနော်ကဗျာတို့ပြောနေတဲ့ဘင်္ဂါလီတွေကလည်းပဲဒီဥပဒေနှစ်ရက်စလုံးနဲ့ ကိုက်ညီတဲ့အတွက်ဒီဥပဒေဟာလာဒီဥပဒေအရ၎င်းတို့သည်နောက်ခင်ဗျားတို့ခေါ်နေတဲ့ဘင်္ဂါလီတွေဒီပင်လည်းနိုင်ငံသားလည်းဖြစ်ပြီးသူများဖြစ်သလိုတိုင်းရင်းသားဖြစ်ပြီးသူများလည်းဖြစ်တယ်ကျွန်တော်တိုင်းကဒီဥပဒေနဲ့ပဲတိုင်းတာတခြားအများကြီးကျွန်တော်တို့မပြောဘူးเนาะကောင်းပြီအဲ့တော့ကျွန်တော်ဗီဒီယိုကကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်မယ်ကျွန်တော်လာမယ့်ဗီဒီယိုမှာဒီရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ဘင်္ဂါလီတွေနဲ့ပတ်သက်တဲ့အကြောင်းအရာကို ကျွန်တော်အပိုင်းနောက်တစ်ပိုင်းမှာဆက်ပြီးတော့ပြောသွားမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗမာတွေကိုဗမာစိတ်ရှိစေခြင်းနဲ့အဲ့တော့တို့တို့ဗမာတွေဗမာစိတ်မရှိလို့တို့တို့တွေအမြဲတမ်းဒုက္ခရောက်နေတာဘယ်နိုင်ငံကိုသွားသွားခင်ဗျားတို့လူရမဝင်ဘူးအမြဲတမ်းအနှိမ်ခံရတယ်အဲ့တော့ဘယ်နိုင်ငံကလူတွေကဗမာပြည်လာလာအမြဲတမ်းလူဝါဝါတယ်အဲ့ဒါဘာကွာလို့လဲတည်လားခင်ဗျားတို့ဗမာစိတ်မရှိလို့ဖြစ်နေတာဗမာလူမနေတက်လို့ဖြစ်လားအဲ့တော့ဗမာတွေက ပညာသင်ရမယ်စီးပွားရှာရမယ်ကို့အချင်းချင်းတတ်ဖြတ်နေလို့ဗမာလူမျိုးကောင်းစားရေးမဟုတ်ဘူးကို့လူမျိုးအချင်းချင်းတတ်ဖြတ်တာတော့မှသူများအကျိုးစီးပွားအတွက်ကို့လူမျိုးအချင်းချင်းတတ်ဖြတ်နေတယ်မင်းတို့ဗမာတွေကတော်တော်ကိုတတော်ကိုယုံညံ့တော့အာကြီးသွားတယ်ကို့လူမျိုးအကြောင်းကောင်းစားရေးဆိုတာမင်းတို့ရှိမှာမရှိဘူးဒီနိုင်ငံကြီးကိုမိသားစုပိုင်ခြံဝန်းကြီးတဝန်းအနေနဲ့မင်းတို့မြင်ကြည့်လိုက် ဗမာအိမ်ရှိမယ်ကချင်းအိမ်ကရားအိမ်မွန်ဗမာရခိုင်ရစသည်ဖြင့်တိုင်းရင်းသားရှင်မျိုးရဲ့အိမ်တွေရှိမယ်ဘသူကမှဒီ channel ထဲမှာအိမ်ဆောက်ပြီးမနေခွင့်မရှိဘူးအားလုံးအိမ်အိမ်ဆောက်ပြီးနေခွင့်ရှိတယ်ဘာသာကြားလူမျိုးကြားဖြစ်တဲ့လူတွေကတော့အိမ်ဆောက်ပြီးနေခွင့်မရှိဘူးနားလဲလားငါတို့အဲ့ဒါမြည်ဦးမပေးဘူးဆိုတော့အဲ့ဒါကိုပြောတာငါတို့အိမ်ပေါ်မှာဧည့်သည်ဖြစ်နေလာနေထိုင်ပိုင်ခွင့်ရှိတယ်သူတို့မိသားစုတွေကောင်းကောင်းမွန်မွန်ပြီးပြီးလူပြီးပြီးတတ်တတ်ရှင်သန်ပိုင်ခွင့်ငါတို့ပေးကိုပေးရမယ် ဒါကလူတယောက်ရဲ့ဖြစ်တည်မှုကိုငါတို့ကအားပေးတာဒါပေမဲ့ဒီခြံဝန်းကြီးကမိသားစုပိုင်ခြံဝန်းဖြစ်တဲ့တွေဒီဩဇာအာဏာတက်ရောက်တာကငါတို့မိသားစု၈ယောက်ပဲတက်ရောက်တယ်ခြံထဲလူမတက်ရောက်ဘူးနားလည်လားအဲ့ဒီအထဲမှာဗမာလူမျိုးဝလူမျိုးကြီးဖြစ်ပြီးဗုဒ္ဓဘာသာကအင်အားအကြီးဆုံးဖြစ်တဲ့အတွက်ငါတို့ကအကိုကြီးအဖရာအားလုံးကိုအညီအမျှတရားမျှတမှုဖြစ်အောင်လုပ်ပေးရမှာအဲ့ဒီအချိန်မှာဘသူကကချင်ကကရင်ကရခိုင်ကခြံစည်းရုပ်ခတ်ပြီးငါအိမ်လုံးလုတ်ပိုင်ကိုမရှိဘူး ဒါဒီခြံစည်းရိုးတဝန်းထဲမှာပဲရှိရမယ်အဲ့ဒါဒီမြန်မာနိုင်ငံဆိုတဲ့အောက်မှာပဲရှိရမယ်နားလည်လားခြံစည်းရိုးခိုက်ရင်ခြံစည်းရိုးရိုက်ချိုးပြရမယ်အဲ့ဒီလိုပဲမဟာရုပ်ပမာတွေကစာပေရင်ကျင်းမှုမဟာရုပ်ကိုကိုွက်ရဘာသာဗုဒ္ဓဘာသာကိုဖြီးပန်းပုတ်ခတ်လာတဲ့အခါမှာမဟာရုပ်ထိုက်တဲ့တုံ့ပြန်မှုပေးရလိမ့်မယ်နော်အခုငါအောင်မှာလာပြီးတော့မန်းနေတဲ့မွတ်စလင် ကိုအောင်ဆိုတဲ့အကောင့်ပိုင်ရှင်မွတ်စလင်ကလားတယောက်ရှိသူကဘာပြောလဲဆိုတော့ခမားတို့တဲ့ငိုလိန်ညာတွေကိုမြေပြရမှာ sorry မြေလည်းမရဘူးအချုပ်ချာအာနာလည်းမရဘူးမင်းတို့ဆင်ထားတဲ့ထောင်ချောက်တွေကိုလည်းဂယုမဆိုင်ဘူးအားကြောင့်လဲလို့မင်းလို့ရှိရင်ဒီမြေဟာဗုဒ္ဓဘာသာဗမာလူမျိုးတွေပိုင်ဆိုင်တဲ့မြေဖြစ်နေလို့အဲ့ဒီအတွက်မင်းတို့ကလိုချင်နေဆိုရင်မြေလူလာပဲဖြစ်ဖြစ်အာနာလူလာပဲဖြစ်ဖြစ်အသက်သွေးတွေနဲ့လူပါတယ် တကဘာလုံးမှာရှိသမျှလူတွေဟာမြင်တဲ့အာနာကိုလှုပ်တဲ့အခါမှာအသက်သွေးတွေနဲ့လှုပ်ပါတယ်အဲ့တော့မင်းတို့လည်းအသက်သွေးရင်းနှီးပေါင်းများစွာနဲ့လှုပ်မယ်ဆိုရင်လည်းလှုပ်လို့ရပါတယ်မလှုပ်နဲ့လို့မပြောလို့လှုပ်နေတယ်ဆိုတာတော့တေချာပေါက်သိဟုတ်ပြီနော်အဲ့ဒီအတွက်တရားတာတွေမတရားတာတွေငါတို့ကလာမပြောနဲ့မင်းတို့ကမြင်လှုပ်ပြီးအာနာလှုပ်ပြီးဆိုရင်တရားတယ်လို့မတရားဘူးလို့မအော်နဲ့ဟုတ်ပြီနော်မင်းတို့ကိုမြေလည်းမပေးဘူးအချုပ်ချာအာနာလည်းမပေးဘူး နားလဲလားကလားတစ်ချက်ဗမာတစ်ချက်မရဘူးထုံးစံမရှိဘူးပေးကိုမပေးဘူးတစ်ချက်တန်တဲ့ကောင်ကိုအလုတ်သမားကိုတစ်ချက်ပဲပေးလို့ရတယ်100တန်တဲ့ကောင်ကို100ပဲပေးလို့ရတယ်200ပေးပြီးအလုတ်ခိုင်းလို့မရဘူးသူ့နေရာနဲ့သူ့နေရာလိုက်တန်ဖို့ရှိတယ်တိုင်းရင်းသားအခွင့်အရေးကိုမင်းတို့လိုချင်လို့မရဘူးမင်းတို့နိုင်ငံသားအခွင့်အရေးရမယ်တိုင်းရင်းသားအခွင့်အရေးအမွေလာလူလို့မရဘူးနားလဲလားမင်းတို့ဒီတိုင်းရင်းသားမဟုတ်ဘူးအဲ့ဒီတော့ ီမြေပေါ်မှာမင်းတို့ကအခြေချအိမ်ဆောက်ပိုင်ခွင့်မရှိဘူး။မြေလွတ်ပိုင်ခွင့်မရှိဘူး။အချုပ်ချာအာဏာရပိုင်ခွင့်မရှိဘူး။အဲ့တော့ငါတို့ဗမာတွေဗမာတမျိုးသားလုံးကိုယ်ထံလုံးသားတဲ့ကိုထဲ့တာ။လူကိုလူလိုဆက်ဆံမယ်။ဘာသာတရားတွေလွတ်လပ်စွာကိုယ်ကိုယ်ခွင့်ပေးမယ်။မိမိတို့ယုံကြည်ရာမင်းတို့အစ္စလမ်ဘာသာချင်းအတူတူစွန်နီတွေကြီးစိုးတဲ့အုပ်ချုပ်ထားတဲ့နိုင်ငံမှာရှီယာတွေတကြဲရလား။တမတ်ဖိုးတော်မရဘူး။ တမန်ဖုံးမပြောနဲ့ဆယ်ပြားဖို့တော့မရအောင်ခတ်မတင်လဲလီးခံရမှာဟုတ်လားမင်းတို့ကိုမြန်မာပြည်မှာမြန်မာပြည်မှာမင်းတို့ရဲ့လွတ်လပ်စွာအခွင့်အရေးပေးထားတယ်မင်းတို့မနေ့တနေ့မှာတမန်တော်မွေးနေ့တွေလုပ်တယ်မင်းတို့ဘာသာအချင်းချင်းပဲနှိပ်ကွက်တယ်ဗုဒ္ဓဘာသာတွေမနှိပ်ကွက်ဘူးမင်းတို့ဝင်လဲမတားဘူးဝင်လဲမနှောက်ယှက်ဘူးဝင်လဲမပြောဘူးမင်းတို့ရဲ့ဘာသာကြီးလွတ်လပ်ခွင့်ကိုအဲ့လိုပေးထားတယ်အခမ်းအနားကိုနိုင်ငံတော်ကတရားဝင်ခွင့်ပြုပေးတယ်မင်းတို့ဘာသာဝင်အချင်းချင်းပဲဖိနှိပ်တာ ဟုတ်တယ်နော်ဗုဒ္ဓဘာသာတည်းမင်းတို့လာမဖိနိုင်အဲ့တော့မင်းတို့တကြက်ငါတို့တကြက်ဆိုတော့မင်းတို့ရဲ့ဆရာကြီးဥက္ကိုဏီစကားနဲ့အယုံမရနဲ့အဲ့ဒီခေကုံသွားပြီအဲ့ဒီခေကုံသွားပြီမင်းတို့ကိုလူရအတွင်းပြီးထမင်းရှာစားခဲ့တဲ့နိုင်ငံရေးသမားခေလည်းကုံသွားပြီအဲ့ဒီကောင်ကြီးလူမဟုတ်တော့ဟုတ်ပြီနော်